ဒေသအခေါ်တီနိုလို့ခေါ်တဲ့ကယ်မေဂီတိုင်ဖုန်းမုန်တိုင်းဟာဖိလစ်ပိုင်နိုင်ငံမှာအနည်းဆုံးလူပေါင်း66ယောက်သေဆုံးစေခဲ့ပြီးပြည်စည်းမှုအများကြီးလည်းဖြစ်စေခဲ့ပါတယ်။ဒီနေ့အတွင်းအပြင်းထန်ဆုံးတိုင်ဖုန်းမုန်တိုင်းတွင်ထဲကတစ်ခုဖြစ်တဲ့ကယ်မေဂီဟာဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းစီဘူးကျွန်းကိုဝင်ရောက်ချိန်မှာတော့မြို့တစ်မြို့လုံးကိုရွေလန်းမိုးသွားခဲ့ပါတယ်။အဲဒီမှာပဲလူ49ယောက်သေဆုံးခဲ့ပြီး26ယောက်ပျောက်ဆုံးသွားခဲ့ပါတယ်။ လူမှုမီဒီယာတွေမှာပြန့်နှံ့နေတဲ့ရုပ်သံတွေထဲမှာတော့လူတွေဟာအိမ်ခေါင်မိုးတွေပေါ်မှာတက်နေကြပြီးကားတွေနဲ့ပင်လယ်ကူးကွန်တိန်နာတွေဟာလမ်းတွေတလျှောက်ရည်နဲ့မျောပါနေကြပါတယ်။စီဘူးရဲ့တောင်ပဲမင်တနောင်ကျွန်းမှာတော့စစ်ဟယ်လီကော်ပတာတစ်စီးပြတ်ကျသွားခဲ့ပြီးဝန်ထမ်း6ယောက်လည်းတိစုပ်သွားခဲ့ပါတယ်။မုတ်တိုင်းတီနိုဟာကန်းချီကိုဝင်ရောက်တဲ့အခါမှာအပြော့သွားခဲ့ပြီးမြေတိုက်နှုန်းဟာတနအီကိုမိုင်80ကီလိုမီတာ130အထိရှိနေခဲ့တော့ဖြစ်ပါတယ် မုတ်တိုင်းမဲလ်မေဂီခေါ်တီနိုကြောင့်လူပေါင်း၄သိန်းကျော်ကို နေရာရွှေ့ပြောင်းထားနေရတယ်လို့ဖိလစ်ပိုင်တဘာဝ BND ရဲ့အင်ဂျီစီကပြောပါရီထိုင်းနိုင်ငံမှာတော့အရှေ့မြောက်ပိုင်းအရှေ့ပိုင်းအလယ်ပိုင်းမြေပြန့်လွင်ပြင်တဲ့မြောက်ပိုင်းတွေမှာတောက်ကြစနေနေ့တွေမှာမုတ်တိုင်းကြောင့်မိုးသည်ထန်နိုင်တယ်လို့ထိုင်းမိုးလေဝသဌာနကထုတ်ပြန်ထားပါရီ